တခင့်တခါကမြမရုပ်ရှင်သမိုင်းမှာအလွန်စတိုင်ကျလာတဲ့ဘိုးစံစံရုပ်ရည်ရှိတဲ့ secret တောက်ရင်ခုခင်မင်းသားတွေတောင်မှရှင်လို့မရတဲ့စတိုင်မိတဲ့ဂျာကင်အင်ကြီးကိုစမတ်ကြကြဝတ်တက်တဲ့မင်းသားတူရှိပါလေသူကတော့ဇော်ခင်ပါတခင့်မှာတယောက်စတိုင်မိတဲ့မင်းသားလို့ပြောလို့ရပါလေရုပ်ရှင်မင်းသားကြီးဇော်ခင်ဟာနောက်ပိုင်းမှာတော့အရက်ကြီးကျွန်ဖြစ်သွားပြီးဘဝနေဝခြင်းကတော့ စစ်စင်ကြီးရဲ့ချူတဲ့နဲ့ဖြတ်တန်းသွားပါတယ်စိတ်မကောင်းစရာပါရုပ်ရှင်မင်းသားကြီးဇော်ခင်နဲ့ပတ်သက်ပြီးစာရေးဆရာကြီးတန်လေးမမော်ဦးကတခါတုန်းကအမှတ်တရလေးတစ်ခုကိုခုလိုမျိုးပြောဘူးလေဗျ2008လောက်ကပေါ့ဗျာအဲ့ဒီတုန်းကလေအန်ကုန်းဟာ စာပေပိမာန်ဤကုန်တယ်လည်းနဲ့38လမ်းတောင်မှရှိပါတယ်လေအန်ကုန်းလို့ပြောရတဲ့အကြောင်းရတယ်တခြားမဟုတ်ဘူးဗျာ ရုပ်ရှင်မင်းသားကြီးဇော်ခင်ဟာအဲ့ဒီလေအံကုန်းမှာမကြာခဏလာထိုင်ပါလေမင်းသားကြီးကစာလဲရေးတဲ့ပြောင်သူ့အနေနဲ့အမြဲလွတ်လွတ်ရေးတာတော့မဟုတ်ပါဘူးတခါတရံအမှတ်တရလေးကြီးသူ ရေးတတ်ပါတယ်သူစိတ်ကူးရှိတဲ့အခါရေးတတ်ပါတယ်အဲ့ဒီတုန်းကနနက်7နာရီခွဲတော့ဆိုရင်တဖေးစင်မှာစာရေးစရာတွေစတင်ရောက်နေပါပြီ7နာရီ7နာရီခွဲဆိုလူးဆုံးပါပြီစိုင်ထဲမှာအပြင်ဝိုင်းနေမှာမှနေရာလို့မရှိတော့ပါဘူး အဲ့ဒီတော့ကလီအန်ကုန်းကိုနေစဉ်ပုံမှန်လိုရောက်လာတဲ့သူတို့ကရုပ်ရှင်မင်းသားကြီးဇော်ခင်ပါပြောရမယ်ဆိုရင်တော့သူလဲစာရေးဆရာတူပင်ဟုတ်ပါလိမ့်သူကစာရေးဆရာတွေကိုတော့အတော်ခင်တွယ်ရှာသူတူပါလိမ့်ဒီနေ့ကျွန်တော်မနေ့စနေနေ့လောက်ကတည်းကပန်းစုနဲ့ရောက်လာပါလိမ့်ဆိုတော့စာပေဗိမာန်နာကလီအန်ကုန်းလေးစီရောက်လာပါလိမ့်လီအန်ကုန်းပြင်ဝိုင်းမှာလူတူတဲထိုင်းနေတယ်သူလူကတော့မင်းသားကြီးဇော်ခင်ပါကျွန်တော်ကမင်းသားကြီးမျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပါလိမ့် စောကြီးပါလားကိုမောင်ဦးတဲ့မင်းသားရဲ့နှုတ်ဆက်ပါလိမ့်ဟုတ်တယ်ကိုဇော်ခင်ရေကိစ္စတစ်ခုရှိတာနဲ့အစောထွက်လာတယ်လောက်လေကိုဇော်ခင်လဖိတ်မှာမင်းသားကြီးကမျက်စောင်းတစ်ချက်ထိုးပြီးမနောက်ပါနဲ့ပြရတယ်ဟုတ်သားပဲ तू ကအာတီသားကလဖိတ်မဟုတ်ပါဘူး तू ကကစ်ချင်နေတာပါစောသေးသလားလို့ခုဘယ်နှစ်နိုင်လဲ10နိုင်ဒါဆိုရပြီလေ10နိုင်ဆိုဆိုင်ဖွင့်ပြီလေ38လမ်းနဲ့က BR station ကိုပြောတာပါ အဲ့ဒီမှာအတက်ချီကိစ်ကိုဟန်ပါပါဆွဲထားတဲ့ရှေ့နေသူကျွန်တော်တို့ဝမ်းရှိလာရက်ပါလေမင်းသားဇော်ခင်ထင်တယ်သူကမင်းသားဇော်ခင်ကိုမေးပြောပြောပါလေမင်းသားကောင်းချင်းပြလိုက်ပါလေရှင်းနေကြီးကခွေချစ်တော့မှဝန်ထမ်းရင်ကျွန်တော်ရဲမြင့်ပြဟိုးတော့ကမင်းသားရဲ့ပြိတ္တအော်ဟုတ်ကဲ့ဝမ်းသာပါလေဗျာသူကစာရေးဆရာကြီးတန်းလေးမမောင်းဘူးပါဟာတန်ကြောင်းဝှထုကြီးတဲ့စာရေးဆရာလားဟုတ်တယ်တူရတော့ဝန်သားတဲ့ဆရာကြီးဒီနေ့တော့အမှတ်တရပဲကျွန်တော်လေးစားတဲ့ရုပ်ရှင်မင်းသားကိုစာရေးဆရာပါတခါလဲส่งလိုက်တယ်တဲ့ ကဲဆရာတို့ဘီယာစတေရှင်သွားရအောင်ကြုံလုံးကျွန်တော်ပြုစုချင်လို့ ਨੇ ဒါနဲ့ကျွန်တော်တို့ဟာ38လမ်းနဲ့ကဘီယာစတေရှင်ရောက်ပါတယ်အဲမှာရှင်းနေဦးရဲ့မင်းကစပွဲထိုးလေးကိုမှာပါတယ်ညီလေးရေစီတကြားတယ်မင်းသားနဲ့အပြင်းယုံဝင်မလားတယ်မင်းသားကကောင်းကြီးပြပါတယ်အဲ့ဒါအဲ့ဒါဝီရှစ်ပဲပြားတပြားမိရကြက်ကြော်တပွဲကြက်ကုန်းမောင်တပွဲဒါအားလုံးဘလောက်ကြလဲတခါလေးတွေ့တယ်စပွဲထိုးလေးဟာစီတကြားနဲ့ဝီစကီတပြားကိုဥစွာကြီးလာပါတယ်တစ်ခွက်စီထဲကွာစပွဲထိုးလေးကဘီယာတစ်ခွက်စီထဲပါတယ်ငါတဲ့တော့ပဲထဲငါပြင်းရောအောင်ပါ မင်းသားပြောရင်ဝီစကီပလင်းကိုဖွင့်လိုက်ပါလေသူကွက်တဲ့ဟိုအပြင်းလိုတလောက်လေးရောပြီးကဲကျွန်တော်အချိန်မရဘူးဂျုံသွားရအောင်မလားဆိုပြီးရှေ့နေကပြောပါလေအဲ့နောက်ခွက်ချင်းတက်ပြီးတောက်လိုက်ပါလေခဏနေတော့စပွဲတို့လေးရောက်လာပါလေဘေးစားရလေးကပ်မိပါလေရှေ့နေကြကြောက်တဲ့ငွေကိုထုတ်ရှင်းလိုက်ပါလေပြီးတော့ငါတော့လည်းနှစ်ယောက်ခောက်ပြီးမင်းသားလက်ထဲထည့်ပြလိုက်ပါလေလုံးဝမအောင်နေပြီးနေဗျာကျွန်တော်တက်နိုင်တဲ့လောက်လေးဒါနဲ့လောက်တာပါလေ ကဲကျွန်တော်ယုံကြည်ရှိလို့သွားအောင်မယ်တဲ့စာရေးဆရာကြီးသွားအောင်မယ်တဲ့ကျွန်တော်ကနှုတ်ဆက်သွားပါလိမ့်အတက်ကြီးကိုဆွဲပါလေနေရာကထွက်ပါလေထွက်သွားပြီးစပွဲဝိုင်းသုံးဝိုင်းတော့ရောက်မှာသူကကျွန်တော်တို့ဝိုင်းပဲပြန်လှည့်လာပြီးစာရေးဆရာအတွက်ကုန်ချမ်းပြောမလို့ကျွန်တော်ကဘာပါလဲသူ့ကိုစိတ်ဝင်စားလန်ကြီးတော့သူကပြုံးပြုံးပြုံးနဲ့ဒါမဲ့သူပြုံးပြောပြီးမယ်ဒီစကားကြတော့ကျွန်တော်မပြုံးနိုင်တော့ပါဘူးမပြုံးနိုင်တဲ့ပြင်ရင်နဲ့တမျိုးခံစားသွားပါလိမ့်သူစကားလဲနားစင်ကြည့်ပါဦး ခမားတို့ဝိုင်းကားထလာတော့ဗျာတခြားဝိုင်းကားလူတွေကျွန်တော်ကိုဘလို့ကြည့်နေတယ်ကြည့်ကြလဲသိလားဒီရှင်းနေကြည့်တော့တဲ့ဟိုလူတွေစီကဘလို့တော့ရိတ်လိုက်ပြီလဲမသိဘူးဆိုတော့အကြည့်နဲ့ကြည့်ကြတယ်ဗျာကျွန်တော်နားလိုက်တာပေါ့ဗျာတကယ်တော့ဒီရှင်းနေကြီးကလာပြီးအရိတ်ခံလဲဆိုတာသူတို့မသိကြဘူးနော်တဲ့ဒါမဲ့စာရေးဆရာနှုတ်ရဲ့ရင်ထဲမှာတော့အမျိုးမြင်မသိဝေဒနာတစ်ခုကိုခံစားလိုက်ရပါတယ်ဒါကမင်းသားကြီးဇော်ခင်နဲ့ပတ်သက်ပြီးတော့စာရေးဆရာကြီးတန်လင်းမောင်မောင်ဦးကတော့ တခါတော့ကသူတို့ဖြတ်သန်းခဲ့မှုတဲ့ memory တခုကို ပြောပြတာပါမင်းသားကြီးဇော်ခင်ကြောင့်ကိုနှစ်နှစ်ချီလေးလာမိကြည့်ပါလေတကယ်တော့သူဟာတခိတရလို့ကြော်ကြားတဲ့မင်းသားဗျတာမညောင်ညပုံကမဟုတ်ပါဘူးပြောရမယ်ဆိုရင်1964ခုနှစ်မလ28ရက်နေ့မှာ ။တမယိုးကြစကားတွေနဲ့စခန်းသွားတဲ့မြမရုပ်ရှင်လောကမှာထူးခြားယုံနေကားတကားရှိပါလေ။အဲ့ဒီပြုံနေကားတော့ပြည်ရှဘာမကရိုက်တဲ့ချင်းမိနေသောညလှုပ်ဝက်သေးဖို့စွန်တော်ကဖြစ်ပါလေ။ဒီစကားနဲ့အတူမင်းသားဇော်ခင်ကိုမွေးထုတ်နိုင်ပါလေ။ယောက်ျားပိသားသောကိုဟန် ကြည်တင်သောမြင်နေပြီးတွက်လက်ခင်မိတဲ့အမူအရာကြောင့်ဇော်ခင်ဟာတခုံလုံးကြော်ကြခဲ့ပါလေ။စင်စစ်ဇော်ခင်ဟာချင်းမိလီတဲ့ညယုံတင်ပြီး ရိုက်မီလွန်ခဲ့တဲ့၄၅၆နှစ်ကလေးကဗီလိရှားဘာမာရုပ်ရှင်မှာ ထုတ်တဲ့စကားတွေမှာပါဝင်သေုပ်ဆောင်ပြီးဖြစ်ပါတယ်။အဲဒီတော့တခန်းစားနှခန်းစားပေါ့ဗျာ။ဇော်ခင်းအောင်သူ့ရဲ့ဇက်ဆောင်တွေကတထေးသားတို့လန်သေးရဲ့လို့ကြောင်းသားစိုးလေးတို့အဲဒီလိုသေုပ်ဆောင်တွေကသူကအလွန်လိုက်တယ်ဗျ။အဲဒီချိန်ရုပ်ရှင်လောကတခက်စံသစ်တဲ့အလှည့်ပြောင်းကိုပြောရမယ်။မင်းသားကြီးဇော်ခင်းက မင်းသားကြီးဇော်ကင်ကိုအဖအူအုံအမိတော်များကြီးတို့က1300ခုနှစ်တော်တလင်းလာစဉ်ချောင်းနေမှာမွေးဖွားနေပြမွေးချင်း၅ရောက်ပါသူကဒရိုက်တာကျုံဦးကျော်တန်းရဲ့ချင်းမိလီတဲ့ညစကားမှာခေါင်းဆောင်မင်းသားဖြစ်စတင်ရိုက်ကူပြီးနာမည်ကျော်လာတာပါရေပွက်ပမာစကားမှာလည်းအောက်ခံအင်ဂျင်မပါပဲတည်ရေချာကင်ဝင်တဲ့မင်းသားဇော်ကင်ပုံစံကိုလူငယ်များအတူယူတဲ့အထိရေပန်းစားဖို့ပါလေရှယ်အင်ကြီးကော်လန်နောက်လန်ထားတဲ့သူစတိုင်ကိုလည်းလူငယ်တွေကတော်တော်လေးကို အတူယူခဲ့ပါတယ်မင်းသားကြီးဆိုခင်ကရုပ်ရှင်မင်းသားဖြစ်လာတာလဲတကယ်တော့မလွယ်ဘူးဗျဆရာမိုးမြင့်ဦးရေးတဲ့မင်းသားကြီးဆိုခင်ကြောင်းကောက်နှုတ်ဖော်ပြရရင်မင်းသားကြီးကိုညွန့်မြန်မာရဲ့လက်ဆွဲစုံတော်ကားမျိုးအရိုက်ကောင်းတဲ့ဒရိုက်တာဦးကျော်တန်းကို တမနစ်လိုဆိုတဲ့စကားပထမဆုံးစရိုက်ခိုင်းတယ်ဗျအစမ်းသဘောပေါ့ဗျာတမနစ်လိုကတိတ်မအောင်မြင်တော့ဦးကျော်ခင်လည်းပွဲဥထွက်မအောင်မြင်ဘူးလို့သုံးသက်ရမှာဖြစ်ပါတယ် ကယ်တော့ဇောင်းခင်းအည်သွေးကိုထပ်ပြီးတော့လေ့လာကြပါတယ်လေ့လာပြီးလိုက်ဖက်ညီမဲ့ဇလန်းကိုရွေးကြပါတယ်မင်းသားကြီးသောခင်ဟာငယ်စဉ်ဘဝကဖျက်လျှောက်ခံလေးဒီမှာမကြခဏဝင်ရရင်နဲ့အဲ့ဒီမှာပြည်ရှားဘာမရုပ်ရှင်ကလူငယ်မင်းသားတယောက်အသက်16နှစ်28နှစ်ကြာအလိုရှိတယ်လို့ကြေညာတော့ဝင်လျှောက်ခဲ့တဲ့အဲ့ဒီတုန်းကမင်းသားဝင်လျှောက်တာလူပေါင်း3000ရှိပါတယ်အဲ့ဒီ3000တွေကမှာစကားတဲ့20ရွေးပါတယ် အဲ့20ထဲမှာသူပါလာပါတယ်အဲ့20ကနေပြီး6ယောက်ကိုရုပ်ရှင်၄ကလောက်ဆန်းရိုက်ပါတယ်နောက်ဆုံးရွေးချယ်တော့ကျွန်တော်တယောက်ထဲပါသွားတယ်တဲ့ဒါကြောင့်သူတို့ရဲ့ရုပ်ရှင်မင်းသားဖြစ်ဖို့အတွက်ရွေးချယ်မှုကတကယ်ကိုမလွယ်ပါဘူး writer နဲ့တီးလို့ producer ကတင်ရိုက်လို့မင်းသားနဲ့တီးလို့ဆိုပြီးရုပ်ရှင်ဖြစ်ဝင်ရိုက်ရတာမျိုးလုံးဝဖြစ်ပါဘူးကိုကိုတိုင်ကိုတည်တည်ချာချာကိုဝင်ရောက်ပြီးတော့ရွေးချယ်ရတာဖြစ်ပါတယ် ါကအဲ့ဒီခေတ်အခါကရုပ်ရှင်မင်းသားတယောက်ဖြစ်ဖို့အတွက်ဘလောက်တောင်ခက်ခဲလဲဆိုတာကိုပြောပြတာပါမင်းသားကြီးဆိုခင်ဘလောက်နာမည်ကြီးလဲဆိုရင်တော့အဲ့ဒီခက်ကနာမည်ကြီးနေတဲ့ရုပ်ရှင်မင်းသားကြီးဝင်ဦးတော်မှာသူ့နေရာအတွက်တော့မှတုံ့လှုံမိတယ်လို့ဆိုပါတယ်ရေပေါ်မှာရုပ်ရှင်က နေပြီးတော့မှယုံတင်တော့ကပေါ့ဗျာယုံနေတော့ဇော်ခင်းရဲ့ပုံကိုလူသုံးလေးယောက်စာမြင်တဲ့ပကြီးကားချက်ကြည့်လို့ရေးထားပါလေ။ ဂျင်းမောင်မီဂျင်းကြခင်ရေပပြဲဝတ်ထားတဲ့ပုံအရိခိခတဲ့ကဂျင်းခစ်စားခဲ့တာပါ။ယုံတင်တဲ့နေ့နနက်၈နာရီလောက်ကစပြီးတဲ့ပြိတ္တတွေယုံရှိကိုတဖွဲဖွဲရောက်လာလိုက်တာတဲ့။စူးလေလမ်းမကြီးတော်မှာပြေရှင်သွားတဲ့ကားလန်းကိုပိတ်လိုက်ရတဲ့အဖြစ်ပါ။လေးပွဲအတွက်အပြင်မှာရောက်နေတဲ့ပြိတ္တဟာရှစ်ပွဲစာမကရှိပါလေ။ဒါဟာဇော်ခင်ပြိတ္တအင်အားကိုပြလိုက်တာပါ။မြမရုပ်ရှင်သမိုင်းမှာလည်းဒါဟာအဖြစ်ပြက်စံချိန်ပါပဲ။ဘသူမှတော့မချိုးနိုင်သေးပါဘူး။အဲဒီတော့က လူရှင်မင်းသားကြီးဝင်းဦးတော်မှာတုံလုတ်သွားရှာတယ်လို့မင်းသားကြီးဝင်းဦးရဲ့ညီအဲ့ဒီမှာမင်းသားအောင်မူကပြန်ရည်တဲ့အချက်လက်ထင်မှာပါပါတယ်ဇော်ခင်းစတိုင်ဇော်ခင်းပြောတဲ့စကားတခုကောင်မလေးကိုလွတ်လိုက်ဆိုတဲ့စကားဟာအဲ့ဒီခေတ်ကလူငယ်တိုင်းပစ္စပန်မှာရေပန်းစားပြီးတော့တကြံပွဲတော်ဒီမှာမိုးမုံအောင်ခေတ်စားတော့ပါတယ်မင်းသားဇော်ခင်းဟာတကယ့်ကိုရှမ်းရှမ်းတော့အောင်မြင်နေတဲ့အချိန်မှာပဲစွန်းခံရင်ငှက်တဲ့ဆိုသလို ဘဝမှာဒုက္ခရောက်သွားပါလိမ့်။ဘာဖြစ်လို့လဲဆိုတော့ Canalan Strand ဟိုနယ်မှာရန်ဖြစ်ပခဲ့ပါလိမ့်။ရန်ဖြစ်ခဲ့ပြီးတော့ထောင်၆လကြာသွားပါလိမ့်။ဘာမှုနဲ့ကြာလဲဆိုတော့ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုပုံမှန်၆တင်းနဲ့ကြာတာတဲ့။မင်းသားဇော်ခင်ထောင်ကြတော့မင်းကလေးပြိသက်တွေငိုကြလိုက်တာတဲ့။ဇော်ခင်ပေါ့ဆာထောင်၆လဆိုပြီးစာနယ်ဇင်းသမားတွေကလည်းရေးလိုက်ကြတာတဲ့။အဲ့ဒီတော့ရန်ဖြစ်တာတဲ့။ကျုံမမအုပ်တဲ့အမှုပညာတွေကိုစော်ကားလို့လှုပ်လိုက်တာဆိုပြီးမင်းသားကြီးစော်ခင်ကတော့ အနုပညာပေါ်သူဘလောက်ထိတန်ဖိုးထားလဲဆိုတဲ့အကြောင်းကိုပြောပါလေ။ဒါပေမဲ့အဲ့ဒီခရေကစာပြေမင်းသားဆိုခင်ဟာအကြပိုင်ကိုရောက်သွားရှာပါတော့တယ်။အဲ့ဒီခေကဆိုရှယ်လစ်ခေကြီးလည်းဖြစ်နေပါလေ။အာနာပိုင်ရင်နဲ့ထိတိုက်တွေ့လိုက်တဲ့မင်းသားဆိုခင်ကိုပရိုဂျူဆာတွေကတိတ်ပြီးတော့မတုံးရဲတော့ပါဘူး။မတုံးရဲတော့တဲ့နောက်ပိုင်ကစာပြေမင်းသားဆိုခင်ရဲ့ရွှေရောင်နေရတဲ့ဟာတဖြည်းဖြည်းနဲ့ပြုတ်ကျသွားလိုက်တာစိတ်မကောင်းစရာတန်ဝင်ကရစရာပါ။ နောက်ပိုင်းမှာမင်းသားကြီးဟာအလောက်ကိုင်အစင်မပြေတော့ရတဲ့နေရာလေးတွေဝင်ရိုက်တယ်ဝင်ရိုက်နေလောကကြီးကိုစိတ်နာလာတယ်တဖြည်းဖြည်းနဲ့မင်းသားကြီးဟာအရက်ကိုစွဲမမ်းမသိဆွဲလာပြီးတော့နေရောညရောတောက်တဲ့အနေထားလေးဖြစ်သွားပါလေဝင်းသားကြီးဇော်ခင်ကလည်းအနေမဲ့ကြာသွားပြီးနောက်ပိုင်းလူချမ်းနေရာကတယုတ်ဆောင်နေရအပင်မဲ့တယုတ်ဆောင်ခါလည်းအနှိမ်ခံရရှာတယ်တဲ့မင်းသားကြီးကမင်းသားကြီးကြော်ဆွေထံကိုသွားရင်ကြော်ဆွေကသူ့ဝတ်စားတွေကိုပေးလိုက်တယ်လို့ စာထဲမှာဖတ်လိုက်ပူပါတယ် ဇော်ခင်ဟာမြန်မာပြည်လုံးဟိုးကြော်ခဲ့တဲ့စူပါမင်းသားဖြစ်ပါလေ။မျက်စိထဲမှာဆိုရင်တေးကြခင်အနက်တွေမင်းသားပေါင်းများစွာဝတ်ဆင်ခဲ့ပေမဲ့ဇော်ခင်လောက်လိုက်တဲ့မင်းသားမျိုးခုချိန်ထိမတွေ့ဘူးလို့တစ်ချိန်လုံးကမင်းသားကြီးဇော်ခင်ရဲ့ပြိတ္တကပြောပါလေ။အရက်ဖြက်လို့ဘွားပြတ်သွားတာပါတဲ့မင်းသားကြီးကအင်မတန်မှနှမျောဖို့ကောင်းပါလေတဲ့ရုပ်လဲချောတယုတ်ဆောင်လဲကောင်းတယ်တဲ့ ။ဘာဖြစ်ပြောတဲ့ဟိုခေတ်ခါကဖဲမှုမိမ့်မမှုရံဖြစ်မှုလောက်ဖြင့်လူပညာလောကမှာနည်းမဲကြာဆင်းတက်တယ်တဲ့။ခုခေတ်လိုလိန်လယ်မှုအိမ်အောင်ရေးဖောက်ပြန်မှုမတိမ်မှုအဖြစ်တွေကလည်းဖြစ်လေလူတွေကတော့ခက်တီတီပဲတဲ့။အချို့ကလည်းမင်းသားကြီးဇော်ခင်ရဲ့သားသူရဇော်ဟာတဲ့88မှာတဲ့တော့ခုပြီးတဲ့ပါကြောင်မှာ အသက်ခံလိုက်ရတယ်တဲ့စမားညီကြီးရဲ့အဲ့ဒီတုန်းက ိစ္စတွေနဲ့ပတ်သက်ပြီးရေးတဲ့စာအုပ်ထဲမှာသိချပါတယ်တဲ့။တာပြည့်သူဘလို့အသေးဆုံးလဲဆိုတော့သိရတဲ့ဖခင်တယောက်ရဲ့ဖြစ်ကိုကိုချင်းစာမိတယ်တဲ့။သူနာလမ်းမေးမှာအရင်မူးပြီးထိုင်နေတဲ့မင်းသားကြီးကိုတခါတရံတွေ့ရလို့စိတ်မကောင်းဖြစ်မိပါတယ်တဲ့။တကယ်ကိုယဉ်နစ်ဖွယ်ရပါတဲ့။ဆောင်ခင်နေတဲ့ပဇွန်တော်ဈေးကြီးတွေကတဲကြီးတွေမှာစုံဘူးတယ်တဲ့စစ်အင်းကြီးစစ်အုပ်ထုတ်ခနွန်းနွန်းအမြဲတမ်းစောင်းထားတာတွေ့တယ်တဲ့ အဲ့ဒီတော့ကတဲ့ဥသောခင်ကိုတခါကြည့်တွေ့ဖြစ်အိမ်ကိုခေါ်သွားပြီးတဲ့သူတို့ဆောင်ခဲ့တဲ့ဇလန်းလေးတွေပြန်သူဆောင်ပြဖို့တောင်းဆိုရင်လုပ်ပေးတယ်တဲ့သူကရန်ကုန်တက်မှာတလန်းနဲ့နေဘူးပါလေတဲ့2006ဝင်းကျင်ကပါတဲ့သူကမီးတုံးလမ်းမှာ နေတုံးကတခါဆုံဘူးတယ်တဲ့အဲ့ဒီတော့ကချက်ပလက်ဘိုက်ဘူနံပါတ်7ကားစီရင်တဲ့ကားရဲ့နောက်ဖက်မှာတောဆောင်အုပ်ထုပ်ခန့်ခန့်ခိုက်ဆောင်ပြီးမင်းသားကြီးကို ညှို့ညို့ငငယ်တွေ့ရတော့စိတ်မကောင်းဖြစ်မိတယ်တဲ့။ဘာလို့ပြောတဲ့ကိုစောခင်ကားတဲ့တော်တော်လေးကိုတဲ့သူ့အနေနဲ့ဘဝကနှိမ်ပါသွားပြီမဲ့တဲ့ဘသူကမှမတရားမလုပ်တတ်ဘူးတဲ့။နောက်ပြီးတော့သူအောင်မြင်ခဲ့တဲ့အချိန်တွေကိုလည်းသူ့အနေနဲ့ပြန်လွှမ်းမိပုံမပေါ်ဘူးတဲ့။အဲ့ဒီချိန်တော့ကားတဲ့ကိုသောခင်ဘလောက်ထိ ခစ်စားခဲ့လဲဆိုတော့တဲ့ သူခင်မှာလူငယ်တွေကရင်ပတ်ကျဲသည်မတက်ဟာပြဲကောလာထောင်မင်းသားစောခင်ပုံဖမ်းပြီးရှောက်သွားတယ်တဲ့အဲ့ဒီလူငယ်အများစုအဖမ်းခံရတာမှတ်မိသေးတယ်တဲ့38လမ်းထဲမှာတဲ့ကိုစောခင်တို့မိသားစုထုတ်တဲ့ဓပြားအလုံးယုံရှိသေးတာလည်းမှတ်မိသေးပါလေတဲ့ဒီလိုနဲ့ဘဝကိုလူနှံဘဝဖြစ်ခဲ့တဲ့မင်းသားကြီးစောခင်ဟာ2023ခုနှစ်နိုဝင်ဘာလ22ရက်နေ့တောက်ကြနေမွန်လွယ်7:55မိနစ်မှာ အမှတ်6အောင်စရာ8လမ်းရန်ကုန်တရက်ကွက်တူဝနာမှာပဲကွယ်လွန်ရှာပါတယ်။ကွယ်လွန်ချိန်မှာအသက်85နှစ်ရှိပြီဖြစ်ပါတယ်။ဇနီးတော်ရည်နဲ့သာသမီနှစ်ဦးချင်းရင်ခဲ့တယ်လို့သိရပါတယ်။မင်းသားကြီးဇော်ခင်ရဲ့ထင်ရှားလှတဲ့ဇလံများမှာချင်းမိလေတော့ညရေပွက်ပမာမြာစင်းရောင်နဲ့စောကေတီမွေးလေပြီးဖြစ်သောချယ်ရီပန်နှောင်းချိရိပ်ဝဲတခုံးသူ့ကိုပြောလိုက်ပါဂုံယူပါတယ်မုံလို့မဟုတ်ဘူး ချူရခတ်တဲ့သင်းအသေးတဲ့ကဆူတကြောနှစ်ကြောစိတ္တဇသွေးကိုဖွဲ့တော်မြတ်တာမင်္ဂလာဦးတို့ဖြစ်တယ်လို့သိရပါတယ်မင်းသားကြီးဇော်ခင်ဘွားနောက်ဆုံးရိုက်ကိုခဲ့တဲ့ရုပ်ရှင်ကမှမှောင်ဝင်ကြိုးဖြစ်ပါတယ်ရုပ်ရှင်လောကနဲ့နောက်ပိုင်းကင်းကွာခဲ့ပြီမယ်ရုပ်ရှင်ကိုချစ်မြတ်လို့စိတ်အမြဲရှိပြီးရုပ်ရှင်နဲ့ပတ်သက်တဲ့သူ့ဘဝအတွေ့အကြုံများစွာကိုစောင်းပါးတွေပြန်ရေးခဲ့တာလည်းဖြစ်ပါတယ် ူဟာဘဝအနိုင်အမြင့်လောကဒဏ်ထူထောင်ကိုကျင်းဖန်များစွာတွေ့ကြုံခဲ့ရပါတယ်။ဒါကတော့တစ်ခေတစ်ခါရောက်ကြော်ကြားခဲ့တဲ့မင်းသားကြီးသောခင်အကြောင်းကိုတင်ဆက်ပေးတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။